အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ထည့်ဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ပါတင်ဆက်ပေးသားမယ်ဆိုတော့အဲ World Cup Quarter Final ကကစားပွဲတစ်ပွဲကိုတင်ဆက်ပေးသားဖြစ်ပါတယ်ဒီကစားပွဲလေးမှာဟိုဘယ်သူကစားခဲ့ကြလဲဆိုတော့ကျွန်တော်အာဂျွန်အေရီကာရှီနဲ့ဝီတို့ကစားခဲ့ကြတဲ့ကစားပွဲလေးဖြစ်ပါတယ်အဲအာဂျွန်ကတော့ဒါလက်ရှိမှာဆိုလို့ဆိုရင်ကမ္ဘာအဆင့်6ကစားသမားလည်းဖြစ်တယ်အဲနောက်တစ်ခုကကျတော့လက်ရှိမှာဆိုလို့ဆိုရင်အာဂျွန်ကအိန္ဒိယရဲ့နံပါတ်1ကစားသမားဖြစ်ပါတယ်အဲတစ်ဖက်ကဝီရလည်းသူက လက်ရှိမှာဆိုတော့ဆိုရင်ကဘာအဆင့်နံပါတ်7ဖြစ်ပါတယ်အဲနောက်တစ်ခုကကြတော့သူကလည်းအဲ China ပေါ့နော်တရုတ်ရဲ့နံပါတ်1ကစားသမားဖြစ်ပါတယ်အဲတနည်းပြောမယ်ဆိုရင်ကျွန်တော်အိန္ဒိယနံပါတ်1နဲ့ China နံပါတ်1နဲ့ကစားခဲ့ကြတဲ့ကစားပွဲတွေတပွဲဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့သူတို့နှစ်ယောက်အဲ classical ပွဲမှာတော့တရုတ်တပွဲတည်ရကြခဲ့တယ်အဲပြီးတော့ဒီ tie break rapid ပွဲပထမဦးဆုံးပွဲမှာဆိုလို့ဆိုရင်လည်းပဲတည်ကြခဲ့တယ်။အဲဒီပွဲလေးကတော့ tie break ဒုတိယပွဲဖြစ်ပါတယ်။အဲဒုတိယပွဲဖြစ်တဲ့အတွက်ကြောင့် ဟိုအမှားခံလို့မရဘူးဒီဘွဲမှာတရေကြရဲဆိုလို့ဆိုရင်ဒါနောက်ထပ် tie break တွေထပ်ကစားရမယ်အကယ်၍တယောက်ယောက်ကနိုင်သွားတယ်ဆိုလို့ဆိုရင်တော့တယောက်ကဒါ semi final ကိုတက်သွားမယ်နောက်တယောက်ကကြတော့အိမ်ပြန်ရမယ်ပေါ့ okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဘွဲလေးကိုစပြီးကြည့်တိုက်ဒီဘွဲလေးမှာဟိုအဖြူကစားကိုကန်ဆောင်မဲ့သူကတော့အာဂျွန်ဖြစ်ပြီးတော့အမဲကစားကိုကန်ဆောင်မှာတော့ဝီဖြစ်ပါတယ် ဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီမှာဆက်ပြီးတော့ကြည့်လိုက်မယ်အဖြူကနေပြီးတော့ E4 တက်တယ် E4 မှာအမဲကနေပြီးတော့ဝီရနေပြီးတော့ E5 နဲ့ပြန်ပြီးသုံးပြန်တယ် E5 မှာအဲ net f3 ဒါတော့ပုံမှန်ရှုကပ်ပဲ net f6 အဲဒါတော့တစ်ဖက်ကအမဲကဗာနဲ့ခုခံလဲဆိုရင်တော့ဒါ patrol defense ပေါ့နော်အဲပုံမှန်ပြကျွန်တော်ကြဒီနေရာမှာအဖြူကနေပြီးတော့ net h e5 တွေပါရစားတာမျိုးရှိရဲ့ net h e5 ဆောက်ဆိုရင် d6 နဲ့ပြန်မောင်းမယ်ပေါ့နော်ပြီး knight ပြန်ပြီးလို့ဆိုရင် e4 လေးပြန်စားတဲ့ line ပေါ့အဲဒါတော့ patrol of main line နဲ့ပေါ့နော်ဒီမှာတော့အာဂျွန်ကဗာပဲရှုကပ်လဲဆိုရင် d4 ဆိုပြီးရွှေ့ခဲ့တယ် d4 မှာ အမဲကနေပြီးတော့ဝီရကနေပြီးတော့ night day e4 ဆိုပြီးတော့စားတယ် night day e4 မှာဒါကကျွန်တော်တို့ petrol defense မှာကျ stainless attack နဲ့ variation ပေါ့နော်အဲ line ပေါ့ ဒါအဲ့ဒီဘွယ်မျိုးကိုကျွန်တော်အရှိမတပွဲပြခဲ့မှုတယ်အဲဘုဒ္ဓဘွယ်လဲဆိုရင်ကျွန်တော်ပန်ဒလာရဲ့ဘွယ်ပန်ဒလာဘွယ်မှာပန်ဒလာဒီရွှေခွက်ရှိရဖို့အဲကိုးနှစ်လောက်ဆောင်ခဲ့ရဆိုတဲ့အဲကစားဘွယ်လေးပေါ့နော်အဲအဲ့ဒီမှာတော့ပန်ဒလာကအဖြူကနေပြီးတော့ဗာရွှေခဲ့လဲဆိုရင်ကျွန်တော်ဒီထက် ifa ဆိုပြီးစားခဲ့တယ်ဒါပေမဲ့ဒီဘွယ်မှာအဲအဖြူကနေပြီးတော့အာဂျွန်ကဗာရွှေခဲ့လဲဆိုလို့ဆိုရင်အဲ bishop d3 ရွှေခဲ့တယ်ပေါ့နော်ဒီနေရာမှာတခြားဗာရွှေရရတယ်လဲဆိုရင် knight e5 တွေဗာရွှေလဲအဲရွှေလို့ရတယ်အဲ okay ကျွန်တော်ကစားဘွယ်ပဲကြည့်မယ်ကစားဘွယ်လက်မှာအဖြူကနေပြီးတော့အာဂျွန်က bishop d3 ရွှေတယ် bishop d3 းမှာ night ကိုချိန်ထားဖက်ကြောင့်အတွက် d5 နဲ့ပြန်ခဲ့တယ်ကဲ Nike's E4 လေးမှာအဲခြေကိုစကန်လေးယူထားတယ်ပေါ့နော်အနာကနေပုံက supporting ပေးထားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ထပ်ကြည့်မယ်ဆိုလို့ရှိရင်အာဂျွန်က Nike E5 ပြန်ဆားတယ်အဲ Nike D7 ဒီ E5 က Nike ကိုအဲလဲမလားဆိုပြီးကန့်လှန့်တယ်လို့ Nike ကို development လုပ်တယ်ပေါ့ဒီနေရာမှာအဖြေကနေပြီးတော့အာဂျွန်ကလည်းပါရှိခဲ့လဲဆိုရင် Nike C3 development လုပ်တယ်အဲ့တော့ Wii ရာနေပြီးတော့ Nike C3 PD C3 ပြန်ဆားတယ် အဲ့တော့လောလောဆယ်တော့အဖြူအား C5 မှာ double bone လေးဖြစ်သွားတယ်ထပ် bone လေးတော့ဖြစ်သွားတယ်ဒါပေမဲ့လောလောဆယ်မှာဘာပြဿနာမှမရှိဘူးအဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှင် we ရနေပြီးအမန်ရနေပြီး best shot d6 ဆိုပြီးရှိတယ် development ထပ်လုပ်တယ်ပေါ့ development လုပ်တဲ့အချိန်မှာအဖြူအားနေပြီးအာဂျွန်က castling လုပ်တယ် castling မှာကျွန်တော်ဒီနေရာမှာတကောင်ရပြီဆိုပြီးပျော်ပြီးတော့သွားစားလို့မကောင်းဘူးเนาะဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာ knight e5 စာခဲ့မယ်ဆိုလို့ရှင်အာဒီတဲ့ e5 ပြန်ဆောင်ရမယ် best shot e5 ဆိုလို့ရှင် rook နဲ့ပင်သွားလို့ရတယ်ပေါ့ rook နဲ့ပင်သွားလို့ရှင်ပြီးတော့မှ f4 လာတက်လို့ရှင်တကောင်ကြောက်ရမယ်ပေါ့เนาะအဲ့တော့သွားစားလို့မရအောင်အဲ့တော့သွားစားလို့မရဆိုကျွန်တော်တော့ castling မှာလုပ်တယ်ပေါ့ အဲကက်စလီမှာကျွန်တော်ဒီနေရာမှာအဖြေရနေပြီးတော့ဟိုအာဂျွန်က rook e1 လေးပဲပြန်ရွှေ့ထားတယ်သူရဲ့ e5 ခါနိုက်တွေကိုပြန်ပြီးတော့ save ထားတယ်ပေါ့အဲ့တော့ဝိရလည်းဘာလို့လဲဆိုရင် c5 ဒါကစနက်ကိုခြေဖြတ်တယ် အဲနောက်တစ်ခုကကြတော့ဒါ C4 တွေပါလေအတက်မယ်ဆိုတော့ idea လေးတွေအဲပါတယ်ဗောနဒီပါကြောင့်လဲဆိုတော့လက်ရှိမှာဆိုတော့ဆိုရင်ဒီဒီ3မှာရှိတဲ့ bishop ရဲ့ diagonal ကတော်တော်လေးကိုအားကောင်းနေတင်းဆိုင်မှာဗောနပြီးတော့ f6 မှာ knight မရှိတဲ့အချိန်ကာလတစ်ခုမှာအဲ queen h5 တွေပါလေတစ်ချိန်ချိန်မှာဝင်လာနိုင်ပြီးတော့ဒီ king side attacking တွေလုပ်လို့ရတယ်ဗောဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်အဖြူကနေတော့ဘာရှိခဲ့လဲဆိုလို့ရှိရင် night take d7 night jin လဲကစားတယ်အဲ့တော့ဝင်းရတော့ဒီမှာတော့ queen take d7 ပေါ့နော် engine ကလည်း queen take d7 ပို့ပြီးတော့ကောင်းတယ်ပေါ့ အကြံပေးထားတယ်ပေါ့ queen နဲ့ပဲစားတယ်ပေါ့နော်။နောက်ပြီးအဲ့ဒါကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှင်အဖြူကနေပြီးတော့ဘာလို့လဲဆိုတော့ queen h5 လာတယ်။ queen h5 ကတော့ဒါကျွန်တော်ဒီမှာ porting ပဲပေါ့နော်မြန်မာလိုကြီးပဲ bishop နဲ့ queen နဲ့ပေါင်းပြီးတော့ h7 rank ကိုစားပြီးချက်မိတ်လုပ်မယ်ဆိုတော့အဲအချင်းချောက်မှုတွေတခုတော့လုတ်ထားတယ်။ပြီးတော့နောက်တစ်ခါကျတော့ဒီမှာတခုရှိတာကျတော့ d5 ကိုရယ်ချိန်တော့ချိန်ထားတယ်။ဒါပေမဲ့ d5 ပုံတော့စားလို့မရဘူးပေါ့နော်။ဟုတ်ပြီအဲ့ဒါကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှင် g6 နဲ့ပြန်ပြီးတော့ခုခံတယ်။ခုခံတဲ့အချိန်မှာအဲပြန်ပြီးတော့တားထားတယ်ပေါ့နော်ဘစ်ရှော့ဒိုင်ယဂွန်နယ်လေးလည်းပိတ်ထားတယ်ဒီဒိုင်ယဂွန်နယ်ကြီးကိုပိတ်လိုက်တယ်အဲ့ဒါကွင်းကိုပြန်မောင်းထားတယ် ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာက d5 ကိုဆားလို့မရဘူးဘာကြောင့်လဲဆိုတော့ d5 ကိုဆားလိုက်မယ်ဆိုတော့ဆိုရင် bishop d bishop h2 ဆိုပြီးချက်လိုက်လို့ဆိုရင်ဒီ queen က discover attack နဲ့ကြာသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာအဖြူကနေပြီးတော့အာဂျွန်ကဘာပဲရှိခဲ့လဲဆိုတော့ဆိုရင် queen f3 လေးပဲပြန်ပြီးတော့နောက်ဆုတ်ထားတယ် Graph 3မှာတဲ့အဲဒီနေသားမှာအမဲကနေပြီးတော့ WIR C4 ဆိုပြီးတက်တယ်ဒါကျွန်တော်ခုနရှေ့မှာပြောခဲ့တယ်ပေါ့နော်ဒါ C5 တွေ C4 ထပ်လိုက်မယ်ဆိုတော့ idea လေးတစ်ခုဖြစ်တယ်ပေါ့အဲဒီမှာ bishop ကို mount ထားတယ်အဲ့တော့အာဂျွန်ကလည်းလက်ရှိအနေထားရကြည့်မယ်ဆိုလို့ဆိုရင်သူ့ရဲ့အဲ bishop ကတန်းပြီးတော့ဝင်မာလာပြဒီ C1 မှာရှိရဲ bishop ကလည်း development မဖြစ်သေးဘူးအဲ့တော့ဒီမှာ bishop H6 ဆိုပြီးသွားတယ် အဲ့ဒီချက်ကလေးကတော့ကောင်းတယ်ပေါ့နော်အာတော်တော် ကောင်းတယ်မစိုးဘူးလို့ပြောလို့ရတယ်ကိုယ့်ရဲ့ကစားကောင်ချိန်ထားတဲ့ချိန်မှာကျွန်တော်ချက်ချင်းမပြေးဘူးပြန်ပြီးတော့သူ့ရဲ့ကောင်ကိုတိုက်ခိုက်ထားတယ်ဒီနေရာမှာအာဂျွန်ရဲ့ main idea ဒီအာ21 legend တော့မဟုတ်ဘူးပေါ့နော်ဟို bishop စားလို့ဆိုရင်ဒီ route ကိုစားမယ်ဆိုတဲ့ idea မျိုးမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒီနေရာမှာသူက bishop စားလို့မကောင်းစားလိုက်လို့ဆိုရင်အဲ့ဒါအမေရရှုံးပြီ ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျော်ဒီက queen upset ဆိုပြီးဝင်လာလို့ဆိုရင်အဲဒါတိုင်နေပတ်ကုန်ပဲပေါ့နော်။ဒီချက်မက်ကြီးကကဲရခတ်သွားပြီပေါ့။အမှချက်မက်ဘယ်တော့မှကဲလို့တော့မရတော့ဘူးပေါ့ပြောမှဆိုရင်။အဲ့တော့ကြောင့်အဲဒါစားလို့မရဘူးပေါ့နော်။ဟုတ်ပြီအဲ့တော့ကစားပွဲထဲမှာဝီကြီးကဘာချွေးခဲ့လဲဆိုလို့ရှိရင်အာ rook ဒီအိတ်ပဲသွားရတယ်ပေါ့။ root chain က root chain ကနားတာဖြစ်တဲ့အတွက်ကျွန်တော် root deactivate သွားရတယ်နောက်လည်းကြာ bishop ဆားမယ်ဆိုတဲ့ idea လေးလည်းပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင် bishop e2 ပြန်ချောင်းထားတယ် bishop e2 မှာ queen f5 queen ရဲ့လဲကစားမယ်ပေါ့နော် queen ရဲ့လဲကစားပြီးတော့အဲအင်္ဂိန်းကိုပဲမြန်မြန်ဆန်ဆန်ကူးမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်ဒီနေရာမှာအဖြူရဲ့ weak တွေအားဒီ c2 တွေ c3 တွေအား weak နေရပေါ့နော်အဲဒီနေရာပြောရရင် queen နဲ့ queen နဲ့ queen စားပြီးတော့ဆင် bishop နဲ့ပြန်စားလို့ဆင်ဒီ c2 ကအဲ pressure တစ်ခုတော့ပြီးနေမယ်ပေါ့အဲ့တော့ အာဂျုံကဘာဆွေးခဲ့လဲဆိုတော့အာဂျုံက G4 ဆိုပြီးတော့ကွင်းရမောင်းတယ်မောင်းတဲ့အခါမှာဝီကကွင်းတိတ်ကွင်းစားတယ်ပြန်စားတယ်ပေါ့ပြန်စားတဲ့အခါမှာဒီ D5 ပုံလေးကအချိန်ကဏ္ဍလာဖြစ်တဲ့အတွက်ကြောင့် Bishop E6 လေးနဲ့ပြန်ပြီးတော့ကယ်ထားတယ်ပေါ့ဟုတ်ပြီကျွန်တော်တို့ကကစားပွဲထက်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာအာဂျုံကဘာဆွေးခဲ့လဲဆိုလို့ရှိရင် A4 တက်တယ် ဒါကတော့ဟိုတနည်းအားဖြင့်ဟိုကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ A4 A5 ဖြစ်တဲ့တက်နိုင်တယ်။ပြီးတော့ဒီ B5 square လေးကိုလည်း break ထိုးထားတယ်ပေါ့။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မှာထပ်ကြည့်မယ်ဆိုလို့ရှိရင် Bishop F8 Bishop ချင်းလဲမယ်ဆိုပြီးတော့ gain လန့်တယ်။အဲ့တော့ဒီမှာအာဂျွန်ကမလဲခဲ့ဘူးပြန်ပြီးတော့ Bishop တွေပဲပြန်ချောင်းထားတယ် Rook ကို attacking ပေးထားတယ်ပေါ့နော်။ Bishop G7 Rook D7 Rook D7 ကတော့ ဒါဘာလို့ကျင်တာလဲဆိုလို့ရှိရင်သူကတော့ဒီ B7 ပုံးလေးကိုအဲကျိုးပြီးတော့ save ထားရလို့ပြောလို့ရတယ်ဘာလို့ဘာကြောင့်လဲဆိုတော့ဒီမှာကအဲ semi open mind ဖြစ်တဲ့အတွက်ကြောင့်အဖြူရဲ့ rook တွေဒီ rook B1 တွေလာပြီးတော့ B7 ကို pressure ပေးလို့ရတယ်အဲကျိုးပြီးတော့အဲဒါခုခံထားတယ်ကျိုးပြီးတော့ကယ်ထားရလို့ပြောတယ်မမှားဘူးပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့မှာထပ်ကြည့်မယ်ဆိုလို့ရှိရင်အဖြူကနေပြီး H4 ဒါတော့ဟိုပြောမယ်ဆိုတော့ဒါတော့ဒီကင်းဆိုင်ကနေပြီးတော့အဲနည်းနည်းလေးအဲလုတ်လို့ရမလားပေါ့ဒီနေသားတော့ကျွန်တော်နည်းနည်းလေးတော့ခတ်တော့ခတ်တယ်ပေါ့နော်အကင်းကြီး7လာတယ်ကင်းကြီး7မှာကျွန်တော်ကင်းကြီး2ပြန်လာတယ်ဘစ်ရှော့ D6 လာတယ်ဘစ်ရှော့ D6 မှာကျွန်တော်ဒီမှာထက်ကြည့်မယ်ဆိုလို့ရှိရင် Rook B1 Rook B1 ကတော့ကျွန်တော်ဒီ B7 ပုံလေးကို pressure ပေးထားတယ်ပေါ့အဲ့တော့ကျွန်တော်ထက်ကြည့်မယ်ဆိုလို့ရှိရင် B6 တွေနဲ့ပြန်ပြီးတော့ save ထားတယ်အဲ B6 မှာ Rook B5 ပေါ့အဲ့ Rook B5 ကတော့လက်ရှိမှာဆိုလို့ရှိရင်ကျွန်တော် D5 ပုံလေးကိုလည်းချိန်ထားတယ်အဲ့တော့ ဒီမှာကဟိုနောက်တစ်ခုကကြတော့ကျွန်တော်ဒီမှာ A5 တွေပါကြီးလဲခွဲနိုင်တယ်ပေါ့နော် A5 တွေပါကြီးတက်ပြီးတော့ဒီပွန်တွေကိုဖြတ်မယ်ပြီးတော့လို့ဆိုရင်ကျွန်တော် Rook A Rook A1 တွေပါထပ်လာပြီးတော့ pressure ပေးလို့ရတယ်ပေါ့နော် အဲ့တော့ကျွန်တော်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာအဝီယာဘာရှိခဲ့ရစင်ဘက်ရ C7 လေးပဲလောက်ထားတယ်အဲ့တော့ D5 ပုံးလေးကိုလည်းပြန်ကယ်ထားတယ်နောက်တစ်ခုကကျတော့ဒီ A5 ကိုလည်းမတက်နိုင်အောင်တားထားတယ်ပေါ့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုလို့ရှိရင်အဖြူကနေပြီးတော့ဘက်ရ C1 ပြန်လာတယ်ဘက်ရ C1 ရဲ့ idea ကဘာလောက်ကျင်လာလဲဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်ပြဘက်ရကဒီနားမှာနေလို့လည်းဘာမှဆက်မဖြစ်လာတော့ဘူးနောက်လည်းကြာရင် A6 နဲ့လည်းဒါမောင်းခံရနိုင်တယ်အဲ့ကြည့်မယ်ဆိုလို့ရှိရင်ပြဒီတောက်လျှောက်တစ်ခုကဒါလည်းဒါတွေကတဏီယာမှမကောင်းတဏီယာမကောင်းတော့တကြောင်အာဂျွန်ကဘာလောက်တခဲ့လဲဆိုတော့ဘက်ရ C1 သွားတယ်ဘက်ရ C1 ရဲ့ idea ကဒါဘက် ရှော့က A3 ကထွက်လို့ဆိုရင်ဒီ diagonal ကသူ့အတွက်အဲပို့ပြီးတော့ကောင်းမယ်လို့အဲယူဆရတယ်ပေါ့နော်အဲ့အတွက်ကြောင့်သူဒီမှာဘရှော့နေရာပြောင်းနေပေါ့အဲ့ A6 ဆက်တယ် A6 မှာဘရှော့ D1 ဘရှော့ D1 ရဲ့ idea ကတော့ဟိုအာဂျွန်အနေနဲ့သူကဘာလို့ချင်တာလဲဆိုရင်ကင်းဆိုင်ရောအ F4 တွေအဲဒါ G5 ဒီတိုက်နေတက်မယ်ဒါမှမဟုတ် F4 တက်ပြီးတော့ space လေးယူထားမယ်ပေါ့ အဲ့လို idea လေးဖြစ်တယ်အဲ့တော့ rook e8 လာတယ် rook e8 မှာ f4 တက်တယ် f4 ရဲ့ idea နောက်လည်းကြာကျွန်တော် f5 ထပ်တက်မယ်ပေါ့နော် f5 တက်ပြီးတော့စားလို့ဆိုရင်အပြန်စားပြန်စားပြီးချောင်းနဲ့ပြန်စားလို့ဆိုရင်ဟိုအောက်ကကောင်ကြီးကပြန်ချင်တယ်ပေါ့အဲအဲ့တော့ဒီမှာအဝိရပါရွှေ့ခဲ့လဲဆိုရင် rook d8 ပြန်ပြီးတော့ဒီ e8 မှာရှိတဲ့ rook လေးကိုပြန်ပြီးတော့ save ထားတယ် save ထားတဲ့အခါမှာအကြုံနေနဲ့ပါရွှေ့ခဲ့လဲဆိုတော့ rook b1 ပြန်ဆင်းလာတယ်အဲဘာသာလဲဆိုတော့ဒီနေရာမှာ root ကလည်းတိတ်ပြီးတော့အလုံးမရှိဘူးအလုံးမရှိတော့ပြန်ဆင်းလာရပေါ့နော်နောက်အဲ့လိုမှမဟုတ်လို့ဆိုရင်နောက်တစ်ချက် d7 တွေပါလေပြန်ထိုးခံရနိုင်တယ်ပေါ့ ဟုတ်ပြီအဲ့တော့ကျွန်တော်မထပ်ကြည့်မယ်ဆိုလို့ရှိရင် rugby 1လာမယ် rugby 1မှာ bishop d7 လာတယ် bishop d7 မှာ a4 ပုံးလေးချိန်ထားတာဖြစ်တဲ့အတွက်ကြောင့် root take e8 ဆိုပြီးတော့အရင်ဆုံးရထားချင်းလဲတယ်ပေါ့နော် root takes e8 root takes e8 ပြန်စားတယ်အဲ့တော့ကျွန်တော်တို့မှထပ်ကြည့်မယ်ဆိုလို့ရှိရင်အာ rook a1 လာတယ် rook a1 လာတာ a4 ပုံးလေးကိုပြန်ပြီးတော့ကယ်ထားတယ်ပေါ့နော် အဲဒီမှာကအဖြစ်အမဲကကစားပွဲထဲမှာကျွန်တော်ပါရွှေ့ခဲ့လေဆိုတော့ကစားပွဲထဲမှာတော့ bishop d8 လေးပဲပြန်ရွှေ့ခဲ့တယ်ဗောနော်အဲဒီနေ့တော့ကျွန်တော်တကယ်တမ်းကြည့်မယ်ဆိုလို့ဆိုရင်ဟိုပြောမယ်ဆိုလို့ဆိုရင်အမဲကပို့ပြီးတော့ကစားလို့ကောင်းတယ်ဗောဘာကြောင့်လဲဆိုတော့ bishop တွေကြည့် bishop တွေချိန်တဲ့အခါမှာဆိုလို့ဆိုရင်လည်း bishop တွေကအမဲ bishop တွေကပို့ပြီးတော့ active ဖြစ်တယ်လို့ခံစားရတယ်ပြီးတော့ရထားဆိုလို့ဆိုရင်လည်းဒီအမဲရထားပို့ပြီးတော့ဟို active ဖြစ်တယ်ဖိုင်လည်းရထားတယ် ဒါပေမဲ့လက်ရှိမှာတော့ကျွန်တော်ဒီနေထားမှာတော့ Rook E1 တွေပါတော့ဆင်းလို့မကောင်းဘူးပေါ့နော်။ဘာကြောင့်လဲ Rook E1 ဆင်းလို့ဆင်းလဲအပေါ်ပဲ Bishop D2 နဲ့မောင်းလိုက်လို့ဆင်းဒီ Rook ကပြန်ပြေးရမှာပဲ။အဲ့တော့ဒါသူ့အလှည့်တလဲပေးတယ်လို့ပဲဖြစ်တယ်။အဲ့တော့ဒီမှာမဆင်းဘူးပေါ့နော်။ကစားပွဲထဲမှာလည်းအမဲကစားသမားဖြစ်တဲ့ Wii ကပါပဲရှိခဲ့လို့ဆင်း Bishop D8 ပဲလာတယ်။ Bishop D8 လေးလာပြီးတော့ဒီ H4 မှာရှိရဲ့ပုံးလေးကို pressure ပေးထားတယ်ပေါ့။တိုက်ခိုက်ထားတယ်ပေါ့။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ထပ်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာအာဂျွန်က G5 ဆိုပြီးတက်တယ်။ G5 မှာ HC5 HC5 ပြန်စားတယ်။ အဲ့ဒီမှာအကျွဲပြန်စားပြီးတော့ Bishop R5 လာတယ်ဒါကတော့ဟိုဒါဝိညာသူ့ရဲ့ပေါ့နော်ဒီ Bishop ကို activate ပြန်လုပ်တယ်ပြီးနောက်တစ်ခါကျတော့အဖြူရဲ့အာနယ်ပေါ်တုံးဖြစ်တဲ့အာ C2 ပုံးလေးကိုပြန်ပြီးတော့တိုက်ခိုက်ထားတယ်ပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ဆိုရင်အဖြူအနေပြီးတော့ကစားပွဲထဲမှာ Bishop F3 လာတယ်အာဒီမှာအာဂျွန်ကတော့မလုပ်တာလဲဆိုလို့ဆိုရင်သူ့ရဲ့ C2 ပုံးနဲ့ D5 ပုံးနဲ့လဲမလားဆိုပြီးတော့ဒါကန့်လန့်နေပေါ့နော်အဲတနည်းအားဖြင့်ပြောမယ်ဆိုလို့ဆိုရင်ဒီ C2 ပုံးကြီးထပ်ပုံးပေါ့ အဲ D5 ကတော့ဒါနောက်ကျန်ပုံလေးပေါ့အဲတနည်းအားဖြင့်ပြောမယ်ဆိုဒီနေထားမှာဆိုရင်တော့တကယ်တမ်းပြောမယ်ဆိုလို့ဆိုရင်တော့လဲမလားဆိုလို့ဆိုရင်တော့လဲရတာတော့မတန်ဘူးလို့ပဲကျွန်တော်တော့မြင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ C2 ပုံနေကြတာထပ်ပုံဖြစ်တယ်။အဲအဲ့ဒီအစားကျွန်တော်ဒီနေထားမှာမဲအတွက်ပိုကောင်းတဲ့ရှုပ်ကွက်တစ်ခုအနေနဲ့ဆိုလို့ဆိုရင်တော့ဟို Bishop E4 လေးကပို့ပြီးတော့ကောင်းတယ်ပေါ့နော်။ Bishop E4 လေး Bishop ချင်းစိုင်ထားမယ်။အဲအဲ့လိုလေးကပို့ပြီးတော့အဲကောင်းတယ်လို့တော့မြင်တယ်ပေါ့။ ဟုတ်ပြီဒါပေမဲ့ကစားပွဲထဲမှာတော့ဟိုဘာဆွေးကြလဲဆိုတော့ကစားပွဲထဲမှာတော့အဝီယာဘီရှော့ဒေးစီတူပဲသွားစားလိုက်တယ်ပေါ့နော်လဲကစားလိုက်တယ်ပေါ့ဘီရှော့ဒေးစီတူဘီရှော့ဒေး D5 ပြန်စားတယ်ဘီရှော့ဒေး D5 ပြန်စားပြန်လာမှာဘီရှော့ D3 ပြန်လာတယ်အဲ့တော့ဒီမှာကျွန်တော်ဘာတွေ့ရလဲဆိုလို့ရှိရင်ဒီမှာ D4 ပုံးလေးကိုပြန်ပြီးတော့ save ထားတယ်ကယ်ထားတယ်ဘီရှော့က D3 မှာနေနေရဟုတ်ပြီအဲ့တော့ကျွန်တော်မှတ်ကြည့်မယ်ဆိုလို့ရှိရင် Rook A2 လာတယ်အဲ Rook A2 မှာ rig e2 ကတော့ဒါ e2 တွေကိုတားထားတာပေါ့နော် rook e2 တွေမလာနိုင်အောင်မချက်နိုင်အောင်တားထားတယ်ပေါ့အဲ့ဒီမှာကစားပွဲထဲမှာတော့ bishop c7 လာပြီးတော့ f4 ပွန်းလေးတိုက်ခိုက်ထားတယ်အဲ king f2 လာတယ်ဒါတော့ဒါ rook e1 မလာနိုင်အောင်တားထားတယ်ပေါ့အဲ့တော့ f6 နဲ့ပွန်းလေးခြေဖြတ်တယ်ခြေဖြတ်တဲ့အခါမှာစားတယ်ပြန်စားတယ်အပေါ်ရတော့ဒါစိတ်ဝင်စားဖို့ကောင်းတယ်နော်ဒီနေသားမှာဆိုလို့ရှိရင်တယောက်ကိုအဲ3မိနစ်စီပဲကြံရတော့ပေါ့ ဒါဒါမဲ့လေပွဲထဲမှာတော့ကျွန်တော်ဟို bonus ပါတယ်ဆိုပေမဲ့လေဒီပွဲဒီနှစ်ယောက်လုံးတို့အရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်ဒါနည်းနည်းလေးတော့ဟို pressure တော့ဝင်မှာပဲပေါ့နော်နှစ်ယောက်လုံးကဟုတ်ပြီအဲ့တော့ကျွန်တော်တို့ထပ်ကြည့်မယ်ဆိုလို့ရှိရင်ကစားပွဲထဲမှာအဖြူကနေပြီးတော့ပါဆွဲခဲ့လဲဆိုရင် bishop e3 အာ bishop လေးကိုပြန်ပြီးတော့ထုတ်ထားတယ် rook h8 rook h8 ကတော့ဒီမှာကအဲ h2 ကနေချက်မယ်အစကွာနဲ့ရထားယူမယ်ပေါ့နော်အဲဒီမှာတော့အာဂျွန်ကဘာပဲပြန်ချိန်တာလဲဆိုရင်ဘစ်ရှော့ G2 လေးပဲပြန်ပြီးတော့ ကာထားတယ်ပေါ့တခြားကြည့်လို့ကားချင်းမှာကျွန်တော်ဒီအနေထားမှာ reach ဖို့လာတယ်ပေါ့နော် reach ဖို့လာပြီးတော့ afford point လေးကို potent chain နဲ့အဲဒီအနေထားမှာအာဂျွန်ကကစားပွဲထဲမှာဘာဆွေးခဲ့လဲဆိုတော့ d5 ဆိုပြီးတော့ဆွေးခဲ့တယ်ပေါ့နော် d5 ဆွေးခဲ့တယ်အာ afford point လေးကိုကျွေးကိုကျွေးလိုက်တော့မယ်ပေါ့နော်အမကျွေးပဲနေလို့ဆိုရင်အတူတူပို့ပြီးတော့အဲစိုးနိုင်တယ်ဒါပို့ပြီးတော့ခက်ခဲနိုင်တယ်အဲ့လိုမျိုးအတွက်ကြောင့်ဒီနေထားမှာဒီဘာလို့လဲလဲဆိုလို့ဆိုရင် F4 point ကိုကျွေးလိုက်တယ် အဲ့ဒါကျွန်တော်မကြွေးပဲနဲ့ကျွန်တော်တို့ဒီနေရာမှာဒီ affordable လေးကိုအဲ့တော့ gain g3 တို့ gain f3 တို့နဲ့ k တော့ဆိုရင်အောင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်ဒီမှာပြပေးမယ်ပေါ့နော်အဲ့ကြောင့်အရင်ဆုံးကျွန်တော် gain f3 နဲ့ gain ကြည့်မယ်ဗျာ gain f3 နဲ့ gain မယ်ဆိုလို့ဆိုရင်ဘာတွေ့ရလဲဆိုလို့ဆိုရင်သူက gain f5 ထပ်လာမှာဒီ f4 ပွန်းလေးကိုထပ်ပြီးတိုက်ခိုက်မယ်ဒါကြောင့်ဒီမှာအမရတိုက်ခိုက်ထားတာဒီ၃កောင်ဖြစ်သွားပြီ၃កောင်ဖြစ်တဲ့အချိန်မှာသူ့အတွက်ကဒါမလွယ်ဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒီနေသားမှာအာ gain g3 ဒီပိုင်းလဲလာလို့လည်းမရတော့ဆိုရင်ဒီကောင်ကကြပြီလို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီ ဒါလေးကမရဘူးပေါ့ဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြရမယ်ဒီနေ့မှာကျွန်တော်တို့အာ king of 3ပြီးသွားတဲ့အခါမှာကျွန်တော် king g 3လေးနဲ့ကဲကြည့်မယ် king g 3ကလည်းကဲလဲကဲထားတယ်အဒီ f4 လေးလည်းကဲထားတယ်အဒီ h4 root ကိုလည်းမောင်းထားတယ်ဒါပေမဲ့ဒီနေ့မှာအမဲတွေ့ပြန်ပြီး save ဆရာတစ်ခုရှိရယ် g5 ဆိုပြီးတက်လိုက်လို့ရတယ် ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာ F4 ပွန်းလေးဒီအာပင်ဖြစ်နေတာပင်ဖြစ်လာပြီတော့ကြောင့်ဒါ G5 ကိုလည်းသွားစားလို့မရအောင်အဲဒီမှာထပ်ပြီးတော့ pressure ပေးတဲ့ကောင်ဒီဘယ်နှကောင်ဖြစ်သွားလဲဆိုလို့ဆိုရင်ဒါအမဲက pressure ပေးတာဒီဒါ၃ကောင်ဖြစ်သွားပြီဗောနော်ပွန်းရဲ့အာ rookie ရဲ့ bishop ရဲ့ အဲ့ဒါကိုမကျေနပ်လို့ထပ်ပြီးတော့ roof to နဲ့ကဲမယ်ဆိုရင်လည်းပဲအဲအမဲက king of fire လို့ရတယ်အကဲ bishop h3 ချက်မယ်ဆိုလို့ဆိုရင်လည်းပဲ king g7 မှာပြန်နေလို့ရတယ်အဲ့မှာတော့ bishop d7 တွေပါသွားမယ်ဆိုလည်းပဲဘာလို့လဲကြာ bishop f5 တွေပါပြန်ဆိုင်လို့ရတယ်ပေါ့နော် bishop f5 မှာတော့ bishop bishop ချင်းလဲကစားလို့ဆိုရင်လည်းမကောင်းဘူးပေါ့နော် bishop e8 ကချက်မယ်ဆိုလို့ဆိုရင်လည်းပဲဒါ king h7 မှာပြန်နေလို့ရတယ် king of 3ဒါဆိုရင်ဘလို့ကဟိုတကယ်တမ်းပြောမယ်ဆိုလို့ဆိုရင်တော့ မကောင်းဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာကျွန်တော် root h3 ချက်ကွက်တရားလည်းရှိတယ်။အဲပုံးကမဖြစ်မနေဒီပုံးလေးတစ်လုံးပြီးလိုက်မှဖြစ်တယ်ပေါ့နော်။ပုံးတစ်လုံးလည်းပြီးရမယ် passport နဲ့ ram မြင်အောင်မယ်တစ်ဖက်ကကစားကုန်တဲ့အရင် activate ဖြစ်တော့မယ်ဆိုလို့ဆိုရင်ဒါမတန်ဘူးပေါ့ပြောမယ်ဆိုလို့ဆိုရင်အဲ့တော့ကြောင့်သူကယ်လဲဘာမှမထူဘူးဆိုတော့အာဂျွန်အနေနဲ့ဒီနေသားမှာဟိုမကယ်ခဲ့ဘူး။မကယ်ပန်းနဲ့ဒီ f4 ပုံးလေးပဲကျွေးခဲ့တယ် d5 ဆိုပြီးတော့တက်ခက်တက်လိုက်တယ်ပေါ့။ဟုတ်ပြီ။အဲ့ကြောင့်ဒီမှာထက်ကြည့်မယ်ဆိုတော့ d5 ထွက်လိုက်တဲ့အချိန်မှာတဲ့ဟို ဝီရပါချွေးကလေးပစ္စတိတ် F4 စားရတယ်ပုံလေးတလုံးအမြတ်ထုတ်ထားတယ်အဲ့တော့ဒီမှာ A5 ဆိုပြီးတော့အာဂျွန်ကဒီကွင်းဆိုင်မှာပြန်ပြီးတော့အဲပြန်ဖောက်တယ်ပေါ့အဲ B5 ဒီမှာ B5 မတက်ခင်မှာပစ္စတိတ်ချင်းအရင်လဲကစားလိုက်တယ်အဲ B5 တက်တယ်ပေါ့ B5 တက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာကစားပွဲထဲမှာတော့အာဂျွန်ကပါချွေးကလေးဆိုရင်အဲ roof to check ခဲ့ရပါတော့ဒီနေရာထားမှာတကယ်တော့တရားဒီအာဂျွန်တို့က time pressure ကြောင့်လည်းအဲဖြစ်မယ်ပေါ့နော်တကယ်တော့ဒီမှာက ဟိုအဖြူတွက် save ဖြစ်တဲ့အကွက်ကတော့ ruby do ဆိုပြီးတော့ချိန်ထားတာကပို့ပြီးတော့ save ဖြစ်တယ်ဗောနော်ဒီ b5 ပုံလေးကိုပဲဒီလိုလေးချိန်ထားပို့ကောင်းတယ်ဒါတော့ a6 ကဲမယ်ဆိုလို့ရှိရင် d6 တွေပဲသွားလို့ရတယ်ဗျာဘာကြောင့်လဲဆိုတော့ bishop က b7 တွေပဲသွားပြီးတော့ဒီကောင်လေးကိုပြန်ပြီးတော့အဲနှိုက်လို့ရတယ်ဗောပြီးနောက်လည်းကြာ promotion လည်းယူမယ်ဗောနော်ဒါ bishop r5 တွေပဲလာပိတ်မယ်ဆိုရင်လည်းပဲ ruby do လေးပြန်ပြီးတော့လာပြီးတော့ဒီမှာထပ်တက်မယ်ဗောဒီလို idea နဲ့ဆိုလို့ရှိရင်ဒါဟို equal position ပဲဗောနော်ဒီနေ့ထား ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကစားပွဲကိုကြည့်မယ်ကစားပွဲထဲမှာအာဂျွန်က ref 2ဆိုပြီးတော့ချက်လိုက်တယ်ပေါ့နော် ref 2ရဲ့ idea ကတော့အာဂျွန်အနေနဲ့ ဘာလို့ချက်လာလဲဆိုတော့တကယ်တော့ तू က king e5 ဒီပါလေအမဲကဝီရလာခဲ့မယ်ဆိုလို့ဆိုရင် rook က f7 ဒီပါလေဝင်ပြီးတော့ဒီအမဲရဲ့ queen side မှာရှိတဲ့ပွန်းတွေကိုလိုက်ပြီးတော့ချိန်ရှားมาဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ rook f2 ဒီတကယ်တော့ပြောမယ်ဆိုလို့ဆိုရင်ဒါ blunder move လို့ပြောလို့ရတယ်အဲမကောင်းတဲ့ရှုပ်ဘက်တစ်ခုဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီနေသားမှာဝီရအကောင်းဆုံးရှုပ်ဘက်ကိုကစားပွဲထဲမှာရှာတွေးခဲ့တယ်အဲ့ဒါ bishop r5 အ bishop r5 ဒီဒီယထားဝင်မဲ့လမ်းကြောင်းလေးကို block လုပ်ထားတယ်ပေါ့နော်တားလိုက်တယ်ပေါ့ဟုတ်ပြီအဲ့ဒါကျတော့ rook b2 ပြန်လာတယ်ဒီတော့မှာပွဲထဲမှာ Ruby 2လာတယ်ပေါ့နော်ဟုတ်ကဲ့ Ruby 2မလာဘဲနဲ့အဲကျွန်တော်ဒီနေရာမှာ D6 server တက်မယ်ဆိုလို့ဆိုရင် level အာဘာရှိနိုင်လဲဆိုတော့ king e6 လာဗျာ king e6 လာမယ် king e6 မှာ bishop c6 လာမယ် king d6 စာ bishop d5 လာအကင်းစီ5ဒါလည်းတကယ်တမ်းတော့ဟို အဖြူအတွက်ခတ်တယ်လို့ပြောလို့ရတယ်ဗောနော်ဒီမှာကကင်ကြီးကအဲ activate ဖြစ်သွားပြီပြီးတော့နောက်တစ်ခွနောက်တစ်ခွကကြတော့ဒီ A5 ကပုံရတယ်အဲမကြခင်မှာကြာတော့မယ်ပြီးတော့နောက်တစ်ခွကကြတော့အမဲမှာကဒီ G5 ကပုံလေးရတယ် passport တစ်လုံးဖြစ်နေရဆိုတော့အာဒါဘလို့မှဟိုအဖြူအတွက်မလွယ်ကူဘူးလို့ပြောလို့ရတယ်ဗောဒီအနေထားလဲ ဟုတ်ကဲ့ကျွန်တော်ကစားပွဲလေးပြန်ကြည့်မယ်ကစားပွဲထဲမှာ root bishop f5 သွားတဲ့အချိန်မှာ root b2 လေးပြန်လာတယ် root b2 လာပြီးတော့ဒီ b5 ကပုံလေးစားမယ်ဆိုရင်ပြန်ချိန်နေပေါ့အဲပြန်ချိန်တဲ့အခါမှာကျွန်တော်ထပ်ကြည့်တာ a6 တက်တယ်ပြန်ကယ်တယ်ကယ်တဲ့အခါမှာကျွန်တော်ဒီမှာ d6 တက်တယ်ဒီစစ်ချက် idea ကတော့ရှင်းတယ်ပေါ့နော်ကျွန်တော် bishop b7 သွားမယ်အာဒီပုံလေးကိုပြန်ချိန်မယ်ပေါ့နော်ဒီ d6 ပုံလေးတော့ပေးလိုက်မယ်ပေါ့အကစားပွဲထဲမှာတော့ we ရပါရှိခဲ့လဲဆိုရင် king e6 ရှိတယ် king e6 မှာအာဂျွန်က root d2 ပြန်လာတယ်နောက်လည်းကြောက်စင် d7 အာထပ်တက်မယ်ပေါ့နော် promotion ယူမယ်ပေါ့ အဒီနေ့ထားမှာအမဲအတွက်အကောင်းဆုံးရွှေခွက်ကအဲ KD7 ကအကောင်းဆုံးပဲအဲ့ဒါဆိုရင်ဒါ เอ่อ easy win လို့ပြောလို့ရတယ်ဗောနော်အဲဒီမှာပြီးတော့နောက်တစ်ခုကကျတော့တချင်းချင်းမှာအမဲဒီဒီ queen side မှာ3-2ဖြစ်နေတာဖြစ်တော့ကျွန်တော် တချင်းချင်းမှာသူဒီအာ before ဒီအချိန်မရွေးတက်လို့ရရတယ်ဗော before မှာသူကစားလို့ဆိုရင်အာ c3 တွေ c2 တွေ c1 တွေက pressure တစ်ခုကြီးပြီနေရယ်ဗောပြောပြောမယ်ဆိုလို့ဆိုရင်ဒီပြီးတော့ဒီ g5 မှာရှိရ g6 ကပုံကလည်း pass mode တစ်လုံးဒီအာဒါတချင်းချင်းမှာအဖြူကိုဒုက္ခရမ်းပေးနိုင်တယ်အဲ့တော့ဒီမှာ king 7ဆွဲလိုက်လို့ဆိုရင်ဒါနိုင်မို့ ကပို့ပြီးတော့လွယ်ကူတယ်ပေါ့နော်။ဒါပေမဲ့ကစားပွဲထဲမှာအာဝီရာဘာရင်ရွှေ့လဲဆိုပြီးတော့ D3 လေးပြန်ပိတ်ထားတယ်ပေါ့။ပြီးတော့ D3 မှာအာအာဂျွန်ကဘာပြန်ရွှေ့လဲဆိုလို့ဆိုရင်အာ roof roof 2ပြန်လာ roof 2ရဲ့ idea ကတော့ရှင်းတယ်ပေါ့နော်။ KF စစ်ဆောက်လို့ဆိုရင်အာ sorry KD စစ်ဆောက်လို့ဆိုရင် roof စနဲ့ချက်ပြီးတော့ဒီ A6 ကိုပြန်ဆောင်မယ်ပေါ့။အဲ့တော့တော့ Bashon Alpha နဲ့ပြန်ပိတ်တယ်။ပြန်ပိတ်တဲ့ခါကျတော့ Rook D2 ပြန်လာတယ်။အဲ့ဒီနေရာမှာဝီရာပြန်ပြီးတော့အာ အမားတစ်ခုပြန်ဖြစ်သွားတယ်အမားတစ်ခုပြန်ဖြစ်တယ်ဆိုတော့လေတို့နှစ်ယောက်လုံးနေအချိန်အားတမနီယောက်ရောက်နေရပဲနော်အတမနီယောက်ရောက်နေတဲ့အတွက်ကြောင့်ဝိရလည်းသူတာနေတာကိုသူသိတယ်ပြည်ရဖြစ်တဲ့ကြောင့်သူ reputation မလုပ်ဘူးပေါ့နော်ပြတ်ဒီတူကြီးပါမလာဘူး reputation မလုပ်ဘူးအဲအဲ reputation ကိုရှောင်နေတဲ့နေတဲ့ဘာလို့လဲဆိုတော့ဆိုရင် rate seven သွားတယ်အဒီမှာအကောင်းဆုံးရှုပ်ကွက်ကတော့ကျွန်တော် gindi 7ပေါ့နော် gindi 7ဆွဲလိုက်လို့ဆိုရင်ဒါနိုင်တယ်ပေါ့အဒီမှာ rate 7ကတော့အမကောင်းဘူးပေါ့ အဲဘာကြောင့်မကောင်းတာလဲဆိုလို့ဆိုရင်အဲဒီနေသားမှာလုံးဝ equal နီးနီးပြန်ပြီးတော့ဖြစ်သွားတယ်။ဒါပေမဲ့ဒီပွဲကိုဒီနေသားမှာကစားပွဲတည်းမှာ10မိနစ်အောက်ရောက်နေတဲ့အချိန်မှာရှာတွေ့ဖို့တော့အဲခတ်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်။အဲအကျွန်တော်ကဒီနေသားမှာကစားပွဲတည်းမှာဘာဆွေးခဲ့လဲဆိုတော့အဲမက်ရှော့စီစီဆွေးခဲ့တယ်အဲ့ဒါဆိုကျွန်တော်တို့တခုမေးချင်တာကကြတော့ဗာမေးချင်တယ်ဆိုတော့ဒီနေသားမှာပေါ့နော်ဒီဗီဒီယိုလေးရက်ပြီးတော့စဉ်းစားကြည့်အဖြူကနေပြီးတော့တရေရနိုင်တဲ့ အဲ idea လေးပေါ့ဘလို idea မျိုးဆိုရင်အဖြစ်ကနေတည်ရနိုင်လဲအဲ့ဒါလေးကိုဗီဒီယိုတွေရက်ပြီးတော့စဉ်းစားကြည့်ကျွန်တော်ဒီမှာထပ်ပြောပြအောင်အဒီနေ့ထမှာအဖြစ်ကနေပြီးတော့ဗာရှိရမယ်ဆိုတော့ root d5 ဆိုပြီးတော့ရှိရမှာပေါ့နော် root d5 ရှိလိုက်မယ်ဆိုလို့ဆိုရင်အဲ idea ကကျွန်တော် gain တွေပါလေထပ်ပြီးတော့ဝင်လာလို့ရရတယ်ပေါ့နော်ဒါမျိုးလေးလည်းရှိရဲအဲ့တော့ အဲထပ်ကြည့်မယ်ဆိုလို့ဆိုရင်ပြာကြ B4 တက်မယ်ပြာ B4 တက်မယ်ဆိုလို့ဆိုရင်လည်းပဲ CP4 စားလို့ရတယ်အကြိမ်တော့အဲ့မှာ C3 တက်မယ်ဆိုလို့ဆိုရင် D7 တက်မယ်ပေါ့ D7 မှာဆိုတော့ Rotate D7 စားရင် Rotate D7 ကင်းတဲ့ D7 ပြီးတော့ကျွန်တော်ဒီမှာကဘာထပ်လုပ်လို့ရလဲဆိုရင်အဲ Bishop F1 လေးပြန်လာလို့ရတယ် Bishop F1 မှာအကြိမ်တော့ C2 တက်မယ်ဆိုလို့ဆိုရင်လည်းပဲကင်းရ D2 ပြန်ကတ်မယ်အဲ့တော့ဒီမှာ G5 တက်မယ်ဆိုရင်စားမယ် အဲ G4 တက်မယ်ပေါ့ Bishop E2 ဆိုတော့ G3 ပြန်လာမယ်ပြီးရင် Bishop F2 လာမယ်အဲဒီမှာတူတူပဲပေါ့နော် Best Pawn ကတစ်ဖက်ကတူတူဒီမှာမှလည်း Connected Best Pawn ဆိုပေမဲ့ဒါဒီကျွန်တော် Equal Position ပဲလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ပြမယ်ပေါ့နော် King C7 လာမယ်ဆိုတော့ B5 လာမယ်အဲပဒီ Light Square တွေကထိန်းချုပ်ထားတော့အဲနောက်လည်းကျ B6 တွေပါထပ်ချက်မယ်ပြီး A6 တွေလာမယ် A6 A7 တွေလာမယ်ပေါ့နော်အဲ idea လေးဖြစ်တယ်အကင်း B8 ကိုသွားရတယ်အကင်း B8 မှာ B6 တက်တယ် ်ဘစ်ဆက်မှာဘစ်ဆက် G4 ဘစ်ဆက် G4 ရဲ့ idea ကတော့အဲစားလိုက်လို့ဆိုရင်ကျွန်တော် G2 တက်လိုက်လို့ဆိုရင်နိုင်ပြီပေါ့အမဲနိုင်မယ်ပေါ့အဲ့တော့ကျွန်တော် Bishop G2 မှာပြန်နေတယ် Bishop G2 မှာ Bishop C8 ကိုပြန်သွားမယ် Bishop C8 ရဲ့ idea ဒီပေါ်နေအခြေမတက်နိုင်အောင်တားထားတယ်နောက်လည်းကြာကျွန်တော် Bishop အာဒီ G2 ကနေပြီး Bishop B7 ကနေပြီးဆိုင်မယ်ပေါ့အဲ Skinny C2 စားမယ်ဆိုလို့ဆိုရင် Bishop B7 အဲတော့ဒီမှာ ဒီမှာစားလို့မကောင်းဘူးနော်စားလို့ဆိုရင်ဒါအဖြူကရှုံးသွားမှာအစားလိုက်လို့ဆိုရင်ပြန်စားလို့ဆိုရင်ဒီပုံးကို train လို့မရတော့အဲ့ဒါ bishop h3 လာမယ်ဆိုရင်လည်းပဲ bishop အဲဒီမှာကအမေရနေပြီး g2 တက်ပေါ့နော်ဒါစားပြန်စားဆိုလို့ဆိုရင်အာဒီနေထားကတရေပဲပေါ့ဘာကြောင့်လဲဒီပုံးနှလုံးကလည်းအဲတက်လို့မရဘူးပေါ့အဲ့ဒါဆိုရင်ဒီလိုမျိုးဆိုတော့တရေရတယ်ပေါ့နော်ဟုတ်ပြီဒါမဲ့ကစားပွဲထဲမှာတော့အာဂျွန်ကအဲအာဂျွန်ကဝီရောနှစ်ယောက်လုံးကတမနဲ့အောက်မှာကစားနေရတာဖြစ်တဲ့အတွက်ကြောင့်ဒါနှစ်ယောက်လုံးဒီအမြန်ရှေ့ဖို့လိုတယ်သူတို့အတွက်လုံးဝအရေးကြီးတဲ့အခိုက်အတန့်တွေဖြစ်တယ်ပေါ့နော် ဲ့တော့ကျွန်တော်ဒီမှာကစားပွဲထဲမှာတော့အာဂျွန်ဟာဘစ်ရှက်စီစစ်ဆိုပြီးတော့သွားလိုက်တယ်ပေါ့နော်ဒီချိန်ကတော့မကောင်းဘူးပေါ့ဘစ်ရှက်စီစစ်မှာအရွေးစတရီချက်တယ်ချက်တော့ဘစ်ရှော့နဲ့ပြန်ကားတယ်ကားတဲ့ချိန်မှာဘစ်ရှော့ဒီ3လာတယ်အဲ့ဒါဆိုတော့ကျွန်တော်ဒီမှာဒီ6ကလုံးဝကျသွားပြီနော်ဒီ6ကိုလုံးဝကယ်လို့မရတော့အဲကယ်လို့မရတဲ့ခါကျကင်းရ4လာတယ်ကင်းတဲ့ဒီ6စားတယ်အဲ့တော့ဒီမှာဝီရာပေါင်းနှလုံးတော်တာဝိုက်ပေါ့နော်ဒီဘက်က G5 ကပုံကလည်း pass ပေါ့ပြီးတော့နောက်တစ်ခုကကျတော့ဒီမှာ B4 ကလည်းအချိန်မရွေးခွဲလို့ရရနေတယ်ပေါ့နော်အဲ့ဒါကြီးကလည်းနည်းနည်းဒီ အဲ pressure တစ်ခုရှိရပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုတော့ဆိုရင် bishop b7 လာတယ် b4 တက်တယ်ပေါ့ b4 မှာစားတယ်အဲ c c3 ထပ်တက်တယ်အဲ d1 လာတယ် c2 ထပ်တက်တယ်အဲ့တော့လုံးဝဒါဒီကျွန်တော် tempo တွေဇက်တိုက်ရရလို့ပြောလို့ရတယ်ပေါ့နော် pressure force တွေ force move တွေပဲဖြစ်တယ်လို့ဖြစ်သွားတယ်ဒီမှာကျတော့ c3 တက်တယ် root ကိုမောင်းတဲ့အခါကျတော့ root ကပြေးရပြေးတဲ့အခါမှာ c2 ထပ်တက်တော့ root ထပ်ပြေးရတယ်အဲ့တော့ dash force တွေပဲပေါ့နော် bishop r5 ပြန်လာတယ်အဲ့တော့ a6 ကိုအဲမစားဘူးပေါ့နော်အစ်စ်ကိုမစားတဲ့အကြောင်းရင်းဒီနောက်လက်ကြောင်းအစဉ်ဘာလို့မှကျွန်တော် root b ရူဘီ3ရူဘီ1လာမှာပေါ့နော်ဒီလိုလာမှာအဲဒီလိုလာမှာဖြစ်တဲ့ကြောင့်သူကရူဘီ shop of 3ရပိတ်တယ်ပေါ့ပိတ်တော့လေတကယ်တော့ဘာမှမထူဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ root နဲ့ချက်တယ်ချက်တော့လာတယ်အဲစားတယ်နောက်လည်းကြာရူဘီ1ပြန်ဆင်းအောင်မှာပဲပေါ့နော်အဲ့တော့ထားကြည့်မယ်ဆိုတော့ဘေ shop e2 ဒီ a6 ကပုံအောင်ပြန်ချိန်နေအဲ့တော့ရူဘီ1လာတယ်ကင်းတီတူလာတယ်စားတယ်ပြန်စားတယ်ဘေ short a အဲကင်း c5 လာတယ်ဘေ short a6 လာအဲ့မှာကင်း b4 ဆိုတော့အဲ a5 ကပုံမှန်ထက်ကြပါဘောအာဂျွန်နေနဲ့ဒါအခွင့်ရေးမရှိတော့ဘောနော်အဲ့ကြဒီမှာ pass mode နှလုံးဖြစ်တဲ့အတွက်ကြောင့်အဲဒီနေထားကတော့ ဘယ်လိုမှမရတော့ဘူးเนาะဒါပေမဲ့အာဂျွန်ကလည်းအဲဒါနှစ်ယောက်လုံးကဟို10မိနစ်အောက်မှာကစားနေရဖြစ်တဲ့ကြောင့်အဲ statement ကြီးအဲရာကောင်းရနေနေပြီးတော့သူ့အတွက်ဒါလေးနောက်ဆုံး chance တူမှာနောက်တစ်ပွဲဆိုတာမရှိဒီပဲရှုံးသွားလို့ဆိုရင်ပြီးပြီအဲ့တော့ကြာသူဒီတက်နိုင်နေများပြန်ပြီးတော့အဲကစားရတယ်ပေါ့နော်အဲ game before လာတယ်ကျွန်တော်ထပ်ပြမယ်ပေါ့ game before မှာ bishop လာတယ် g5 ထပ်တယ်အဲ့တော့ g4 ထပ်တတ်တယ်အဲ bishop g2 မှာ g3 ထပ်တတ်တယ်ပေါ့နော် အဲကျွန်တော်တို့ထပ်ကြည့်မယ်ဆိုလို့ရှိရင်အဲ Commercial After 3ဆိုတော့ Game B3 ပြန်လာတယ်ဒီဘက်ကနေပြီးတော့အနောက်ဘက်ကျရင် Game B2 နဲ့ promotion ဝင်မှာပါနော်အဲ Game C1 လာတယ် Game C3 ပြန်လာတယ်အဲတော့ Bishop ကအဲ G2 မှာနေတဲ့အဲ Game D3 ထပ်လာတယ်အဲတော့ Bishop F1 နဲ့ချက်တယ် Game E3 မှာပြန်နေတယ်အဲနောက်တစ်ချက်ကျတော့ King ကဒါလာမယ်ပေါ့နော်အဲကျတော့ Bishop G2 မှာ Game F2 Game F2 မှာ Bishop D5 ပေါ့ Bishop D5 မှာ G2 စားတယ်ပြန်စားတယ်ပေါ့နော်အဲတော့ကျတော့ဒီမှာထပ်ကြည့်ရဲဒီမှာပြမယ်ပေါ့ king f3 တာတယ် king c1 ဆိုတဲ့အစီအ king e3 အဲ king b2 ဆိုတဲ့ king d2 ပေါ့နော်ဒါ statement ရမလားဆိုတဲ့အရာလေးပေါ့အဲဒါမှချက်တယ်ပြီးတော့ queen ရသွားတယ် queen ရတဲ့အခါမှာ king a4 ပြေးတယ် queen b2 လာတယ်အဲ gain a5 မှာ queen b7 လာတယ်ပြန်တော့လဲကြတော့ဆင်းကျွန်တော်ချက်မိပြီပေါ့နော်โอเคဟုတ်ပြီအဲ့တော့ဒီပွဲလေးကတော့အဲဘယ်လိုနိုင်သွားလဲဆိုတော့ we နိုင်သွားတယ် we နိုင်သွားပြီးတော့ we ကဒါ semi final ကိုတက်လှမ်းသွားတာဖြစ်ပါတယ် အာတော်တော်လေးကောင်းတဲ့ကစားပွဲတစ်ပွဲဖြစ်ပါတယ်အာကျွန်တော်ကတော့အာအာဒီပွဲရှုံးလာတဲ့အတွက်ကြောင့်ဒီဆင်းရနေပဲလှည့်ပြန်ခဲ့လိုက်ရပြီဖြစ်ပါတယ်ဟုတ်ပါပြီအဲ့တော့ကျွန်တော်ဒီနေ့ကစားပွဲအနောက်ချက်လေးရတယ်ဒီလောက်ပါပဲဒီကစားပွဲနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိချင်တာရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကွန်မန့်လေးမှာမေးမြန်းခဲ့လို့ရပါတယ်ကျွန်တောရဲ့ဒီဗီဒီယိုကိုအစားဆုံးလာရောက်အားပေးကြတဲ့တယောက်ချင်းတွေကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆောင်မယ့်အားလုံးပဲကျေးဇူးပါခင်ဗျာ